သိန်း30မှားလွဲခဲ့တဲ့သူကိုငွေပြန်မပေးဘဲအချိန်ဆွဲနေခဲ့တဲ့အဖြစ်မှန်တွေပေါ်လာခဲ့တဲ့ခိုင်နှင်းဝေး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Selling Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ Brighter အလုံးလို့တာကလူအများရဲ့ချစ်ခင်မှုကိုရရှိခဲ့ပြီးတော့တနိုင်ရန်လုံးကြော်ကြားနိုင်တဲ့အထီးဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းတစ်ချက်လေးမှမအားလို့မရပါဘူး။ Brighter လို့ဆိုတာအများရဲ့ငွေနဲ့စီမံခန့်ခွဲနေရတာမို့စည်ရင်းစရာတိကျမှန်ကန်မှသာအများရဲ့ယုံကြည်မှုကိုရရှိတာဖြစ်ပါတယ်။ Letter လုံးမှာလည်းခန့်နှင်းဝေးက အမားတချို့ကြောင့်လူအများစီကနေကဲ့ရဲ့အပြစ်တင်ခြင်းနဲ့ဝေဖန်ခြင်းတွေကိုတောက်လျှောက်ရရှိလို့နေတာဖြစ်ပါတယ်။အကြောင်းရင်းကတော့ခိုင်နေဝေးကသူ့အကောင့်ထဲဝင်လာသမျှငွေကို အလိုအတွက်လို့သတ်မှတ်ပြီးတော့စည်ရင်းစရာမပြနိုင်တာကြောင့်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာခိုင်နေဝေးစီကိုလူနေချအလူရှင်တူကအလူငွေမဟုတ်ဘဲနဲ့ခိုင်နေဝေးတို့ပရာဟိတာဘဏ်အကောင့်ထဲကိုအလူငွေမှားလူခဲ့မိတာပါ။အဲ့ဒီအလူရှင်က 29သိန်းကျော်30နီးပါးအထည်ဝယ်ဖို့အတွက်အထည်တိုင်ကိုငွေလွှဲခဲ့တာဖြစ်ပါတယ်။အထည်တိုင်ကိုလွှဲဖို့အတွက် bank account ထဲကိုထည့်တဲ့အချိန်မှာအမျိုးသမီးကအထည်တိုင်ကိုမှားလွှဲမိတာမဟုတ်ဘဲခိုင်နေဝီရဲ့ bank account ထဲကိုလွှဲမိသွားခဲ့တာဖြစ်ပါတယ်။မှားလွှဲမိသွားပြီဆိုတာချက်ချင်းဆိုသလိုသိလိုက်ကြမှုအမျိုးသမီးဘက်ကလည်းခိုင်နေဝီရိုစီကိုဆက်သွယ်ပါတယ်။ချက်ချင်းခိုင်နေဝီ brighter အသင်းကိုသွားပြီးတော့ မှားလွဲမိတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ဒါပေမဲ့အသင်းဘက်ကနေခံနေဝင်နဲ့လည်းပေးမတွေ့ခဲ့သလိုတာဝန်ရှိတဲ့သူနဲ့လည်းပေးမတွေ့ပါဘူး။သူတို့ဘက်ကလုံပေးမယ်လို့ဆိုပြီးတော့ဘန်ရဲ့အကောင့်ကနေမှားလွဲကြောင်းအထောက်အထားတွေကိုပြခိုင်းပါတယ်။မှားလွဲထားတဲ့အမျိုးသမီးကသူ့ဘက်က မှားလွဲတဲ့အထောက်ထားအားလုံးကိုပြသပါရယ်ဒါပေမဲ့သူတို့ကနောက်ထပ်၄-၅ရက်နေမှပြန်လာခိုင်းပါရယ်ပြန်လာခိုင်းတဲ့ရက်ကိုသွားတဲ့အချိန်မှာလဲရက်ွက်ထောက်ခံစာတွေထပ်ပြီးတော့ယူခိုင်းပါရယ်အုပ်ချုပ်ရေးမှူးဘက်ကလည်းဒီလိုအရာဆိုတာထောက်ခံစာယူဖို့မဖြစ်နိုင်ဘူးလို့ပြောလာခဲ့တာဖြစ်ပါရယ်ခိုင်နေဝီရိုဘက်ကတော့ထောက်ခံစာတွေတစ်ခုပြီးတစ်ခုယူပြီးတော့အချိန်ဆွဲနေရလို့ဒါအမျိုးသမီးကဖွင့်ဟထားတာပါနောက်ဆုံးမှသူတို့ရဲ့မန်နေဂျာဘက်ကနေဆက်သွယ်လာခဲ့တာဖြစ်ပြီးတော့ မားလွဲထားတဲ့အလူငွေတွေကိုလှူတယ်ထင်ပြီးသုံးလိုက်ကြောင်းပြောလာခဲ့ပါတယ်။ခိုင်နေဝေပရိုက်တာအသင်းကအလူငွေလှူပြီးဆိုရင်ချက်ချင်းဆိုသလိုလှူပေးလိုက်တာလို့ဆိုပါတယ်။သိန်း30ကိုလည်းလှူလာတယ်ထင်လို့ချက်ချင်းလှူလိုက်ပြီလို့ပြောလာခဲ့တာပါ။မြို့သမီးဘက်ကတော့သူကလှူတယ်ဆိုတဲ့အကြောင်းကိုလည်းမပြောထားဘဲမားလွဲတာကိုလှူလိုက်တယ်ဆိုတဲ့အပေါ်မှာတော့လက်မခံနိုင်ပါဘူး။ဒါအပြင်ခိုင်နေဝေရဲ့မန်နေဂျာကတရားဥပဒေဘက်ကနေရင်ဆိုင်ပေးပါဆိုပြီးတော့ပါအဆုံးသတ်မှာပြောလာခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးကတော့သူ့အနေနဲ့ငလင်ဘေးဖြစ်တဲ့အချိန်တုန်းကလည်းတန်းနိုင်တဲ့လောက်ကိုလှူပေးခဲ့ပါတယ်။ဒါပေမဲ့အခုမှားလွှဲလိုက်တဲ့ငွေတွေကလှူဖို့မဟုတ်သလိုချွေးနှဲစာတွေဖြစ်တဲ့အတွက်ပြန်ရကျင်တာဖြစ်ပါတယ်။ ခိုင်နေဝင်ကတော့ချက်ချင်းဆိုသလိုသူမအကြောင်းကိုအကောင့်တူနဲ့နာမည်ဖြည့်ရေးသားရင်တရားစွဲမယ်ဆိုပြီးတော့ပါပြောလာခဲ့တာပါလူအများကတော့ဒီကိစ္စမှာခိုင်နေဝင်ကမှားတယ်လို့သာထောက်ပြနေကြတာပါခိုင်နေဝင်ကတော့သူမကနိုင်ငံခွင့်ပြုချက်နဲ့အတိအမှတ်ပြုထားတဲ့ Pride အသင်းဖြစ်တာမို့အခိုင်အမာယက်တီထားတဲ့အသင်းဆိုပြီးတော့လည်းထုတ်ပြောလာခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးရောဒီပြဿနာမှာခိုင်နေဝေရမှန်ကန်တယ်လို့ထင်လားဆိုတာကွန်မန့်လေးထဲမှာပြပြပေးခဲ့ပါဦး ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။